ါကတော့ကင်ဆာယောဂအတွက်ကိုတော့မှပျောက်ကင်းစေနိုင်တဲ့ဆေးဘက်ဝင်ပိုးဆောင်ကျူးလေးတွေပဲဖြစ်ပါတယ်။ပိုးဆောင်ကျူးတွေကိုခေဆက်ဆက်ကျွန်တော်တို့မြင်ပူးခဲ့ကြပေမဲ့လည်းတမန်ကရှန်ကာပဲနေခဲ့ပူပြီးတော့တကယ်တမ်းမှာတော့ဒီကောင်လေးတွေမှာလူသားကျမ်းမာရေးတပိုင်းမှာမရှိမဖြစ်ကိုမှအရေးပါတယ်။တတော်လေးတွေဖြစ်ကိုနေရာယူထားကြတာပါ။ဒါကြောင့်မလို့ဒီကနေ့ရဲ့ဗီဒီယိုလေးထဲမှာတော့ပိုးဆောင်ကျူးလေးတွေရှိနေခြင်းကလူသားကပ္ပကြီးအတွက်ကိုဘယ်လောက်တောင်မှအရေးကြီးတယ်လဲဆိုတာကိုကျွန်တော်ရဲ့ကိုရဲမြမ channel လေးကနေတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ပိုးဆောင်ကျူးတွေကို firefly လို့ခေါ်ပြီးတော့တာမန် insect တွေနဲ့မတူပဲ one byte အောက်ခြေမှာမီလီနေတဲ့အတွက်ရှေးခေတ်ကတည်းကလူတွေကတတိထားမိခဲ့ကြတာပါအကောင့်သေးပြီးတော့တကူလုံးမှာ50မီလီလီတာကနေပြီးတော့3စင်တီမီတာလောက်ထိတာကြီးထွားကြပေမဲ့3ရဲ့အလင်းပြင်ရကတော့လူတယောက်စာဖတ်နိုင်တဲ့အထိကိုမှထင်ထင်ကြီးကိုမြင်ရပါတယ် ိုင်းနိုင်ငံမဲကောင်မြေကမ်းဘေးကပိုးဆုံးကျူတွေဆိုရင်တော့တကောင်ချင်းစီရဲ့အလင်းမှိတ်တာကိုညီညီညာလေးကိုလှုပ်ဆောင်နိုင်တဲ့အတွက်တစ်ပင်တစ်ပင်လုံးဟာလည်းမီးရောင်းလိုမျိုးတဖွာဖွာကိုမှလင်းနေတတ်ပါရင်ဒီဖြစ်ရက်ကိုအလင်းတိုက်ကြည့်လို့လည်းတိကျပြီးတော့ကမ္ဘာပေါ်မှာဒီလိုမျိုးလုံနိုင်တဲ့ပိုးဆုံးကျူမျိုးစိတ်ကတော့၅မျိုးတားရှိပါရင်မီလင်းရတဲ့အကြောင်းရင်းကတော့ Luciferin လို့ခေါ်တဲ့ဓာတုတွက်ပေါင်းတစ်ခုဝမ်ပိုက်အတွင်းမှာကိန်းရောင်းနေလို့ဖြစ်ပြီးတော့အောက်ဆီဂျင်နဲ့တွဲတဲ့အခါမှာမီးစင်းစင်းအလင်းတွေကထွက်ပေါ်လာတတ်တာပါဒီဖြစ်စဉ်ကိုလည်းဇီဝအလင်းထက်ခြင်းလို့ခေါ်ပြီးတော့ရဲစင်မီထက်အစတရာထိကုန်မှာပို့ပြီးတော့ထိရောက်တဲ့ ထွက်လို့ရေးစွမ်းအင်ဖြစ်ကုန်မှာပညာရှင်တွေကလည်းသတ်မှတ်ခဲ့ကြပါသည်ဒီတော့ဘယ်အချိန်မှနောက်မီးလင်းတယ်လဲဆိုရင်တော့အထီးတွေကအမားတွေကိုဆွဲဆောင်တဲ့အချိန်မှအချက်ပြတဲ့မီးအနေနဲ့ဝမ်ပိုက်မှာမီးလင်းတက်ကြပါပြီ။မီးလင်းတာရောမှအချက်ရင်တဲ့အချိန်ဘလောက်ဆိုပြီးတော့ထုတ်လွတ်တာဖြစ်ပြီးတော့စစ်အတွင်းမှာပဲအသုံးပြုတဲ့မီးအချက်ပြကုတ်တွေလိုမျိုးပဲသူတို့ရဲ့မီးအလင်းဟာလည်းသူတို့ရဲ့ကိုယ်ပိုင်ဘာသာစကားဖြစ်ပါပြီ။အမားတွေကလည်းစိတ်ဝင်စားရင်တတ်မှတ်ထားတဲ့ပုံစံတွေကိုမှအလင်းပြန်ပို့ပါပြီ။ဓာတ်ပြင်ကိုမှရန်သူနီးလာရင်လည်းအလင်းပြင်းပြင်းကြီးကိုမှိတ်ပြီးတော့ငါအဆိတ်ရှိတယ်ဆိုပြီးတော့တခြားသောတားကောင်တွေကိုတတိပေးတတ်ပါသေးတယ်။ ။ဒီခါဒီယံမှာလည်းဒီအလင်းကိုအသုံးပြုပြီးတော့လည်းညအခါတားကောင်တွေကိုထွက်ရှာလေးရှိပြီးတော့မီးလင်းနေတဲ့ဝမ်ပန်းကြောင့်ပဲငှက်တွေကပိုးဆုံးကျူးတွေကိုမစားရဘဲဝေဝေးကနေကိုရှောင်ကြရပါသည်။ဘာကြောင့်လဲဆိုရင်တော့မီးလင်းစေတဲ့အဲ့ဒီပိုက်ထဲကတက်ထူတွေကပစံမခန့်တာအောင်လို့ကိုခါလို့ဖြစ်ပါသည်။ဒါပေမဲ့လို့ဒီပိုးဆုံးကျူးတွေကလူကိုကြိုက်တာဒုက္ခပေးတာမျိုးတော့မလုပ်တတ်ကြပါဘူး။ကောင်းကျိုးကိုသာပေးဆွံပြီးတော့စိုက်ပျိုးရေးပိုးမွှားတွေဖြစ်တဲ့ခူကောင်တွေပက်ကြီးတွေကိုစားတော့ခြင်းအပြင်ကတော့စိုက်ခင်းတဲ့တီးနှံတွေကိုကောက်ွယ်ပေးပါရီ။ ညာခါမှာခြံဝန်းနဲ့ပူဆုံးကြီးလေးတွေလင်းနေတယ်ဆိုရင်တော့တည့်ရဆိုင်ခင်းတွေလုံးကျုံနေတယ်လို့စိတ်ချပြီးတော့ကောင်းကောင်းအိပ်ဆက်လို့ရပါတယ်။ဒါပြင်ကိုပဲပူဆုံးကြီးတွေရဲ့ခန္ဓာကိုယ်တွေကလူစီဖရင်အန်ဆိုင်ကိုအသုံးပြုပြီးတော့ကင်ဆာဆဲတွေခြေရာခံဖို့နဲ့ HIV သုတေသနတွေမှာလည်းအသုံးပြုနေပါတယ်။ဒါကြောင့်မလို့ပူဆုံးကြီးလေးတကောင်ရှိနေခြင်းကလူသားကျန်းမာရေးအတွက်အရေးကြီးတဲ့ကမ္ဘာတစ်ခုဖြစ်လာခဲ့ပါတယ်။ NASA ကလည်းပူဆုံးကြီးအင်ဆိုင်တွေကိုအာကာသယာဉ်မှုတွေအတွက်ကိုအောက်ဆီဂျင်တိုင်းတာရေးစနစ်ဖြစ်ကုန်မှဆက်တက်နေပါတယ်။ ဒါပေမဲ့လည်းဝမ်းနေဖို့ကောင်းတာကပိုးသက်စေတဲ့ညာဘက်အလင်းညင်ညမ်းမှုတွေကြောင့် light pollution တွေကြောင့်လည်းကမ္ဘာပိုးဆုံးကျူးသုံးပုံတပုံခန့်ဟာမျိုးတုံးလူနေပါကိုဖြစ်နေပြီလို့လည်းသိရပါတယ်။ဒါကြောင့်မို့လို့ဂျပန်နိုင်ငံဟိုတယ်ရူနိုးဆက်တူလိုနေရာမျိုးတွေမှာဆိုရင်တော့ဓမီတွေကိုပိတ်တဘာဝချောင်းတွေကိုပြန်တန်းစင်ပြီးတော့ ပိုးဆောင်ကျူးတွေကိုပြန်ပြီးတော့မှုကြပါတယ်။မလေးရှားကတော့ကံပေါင်းကန်တန်ရွာတွေမှာဆိုရင်တော့ပိုးဆောင်ကျူးကြည့်ခြင်းကိုအဓိကလုပ်ငန်းဖြစ်ကုန်မှာတည်ထောင်ထားတယ်လို့လည်းသိရပါတယ်။ဒါကြောင့်မလို့လူချင်းမင်းတို့ကလည်းပိုးဆောင်ကျူးလေးတွေကိုမြင်တဲ့အခါမှာနှောက်ရက်တက်ဖြတ်တာမျိုးမလုပ်ကြဘဲနဲ့ဝဝိတာလှုပ်ပေးကြဖို့ကိုကျွန်တော်ကတော့ဒီနေရာကနေကိုအမှားပါလိုက်ရပါတယ်။